ိတ်တဆိတ်ထိတွေ့ဆက်ဆံမှုကမြန်မာလက်ရှိပြည်ပခဖြည့်ရှင်းရမှာထိရောက်တဲ့အခန်းကဏ္ဍမှာပါဝင်ခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောကြားလိုက်ပါတယ်။အာဆီယံဖွဲ့ဟာအခုနှစ်အာဆီယံဖွဲ့ဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံကဖွဲ့စည်းတဲ့အလူသဘောအကြံပေးဖွဲ့ရဲ့သတင်းအချက်လက်တွေနဲ့အတူအပြုသဘောဆောင်တဲ့ခြေလှမ်းတွေလှုပ်ဆောင်နိုင်ခဲ့တယ်လို့သူကဆိုပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝက်ဦးဆောင်တဲ့အဆိုပါအကြံပေးဖွဲ့ဟာဘရူနိုင်းနိုင်ငံမှာတွေ့ဆုံခဲ့ပြီး ထိုင်းဝင်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝက်ဦးဆောင်တဲ့အဆိုပါအကြံပေးအဖွဲ့ဟာဘရူနိုင်းနိုင်ငံမှာတွေ့ဆုံခဲ့ပြီးဘရူနိုင်းဘုရင်ဟက်ဆန်နဲ့ဘူကီယာလည်းတက်ရောက်ခဲ့တယ်လို့၎င်းကဆက်ပြောပါရယ်အကြံပေးအဖွဲ့ရဲ့နောက်လာမယ့်အစည်းအဝေးကိုကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်းဟွန်ဆမ်ကလက်ခံကျင်းပမှာဖြစ်ပါတယ်လို့အမဝါဣဘရာဟင်ကပြောပါရယ်အာဆီယံဖွဲ့ဟာ၃နှစ်သက်တမ်းရှိမြန်မာနိုင်ငံဆိုင်ရာအာဆီယံထူးကိုယ်စားလှယ်တူးခန့်မဲ့အဆိုကို လှုပ်ဆောင်သွားဖို့အာဆီယံနိုင်ငံကြီးဝင်ကြီးများအစည်းအဝေး AMM ကသဘောတူခဲ့တယ်လို့မလေးရှားနိုင်ငံကြီးဝင်ကြီးမိုဟာမက်ဟက်ဆန်ကဒီနေ့မှပြောကြားခဲ့ပါတယ်။အာဏာသိမ်းမှုဖြစ်စဉ်ပြီးမှအာဆီယံဖွဲ့ဟာဧပြီလတွင်မြန်မာအရေးဘုံသဘောတူညီချက်၅ရပ်ကိုချမှတ်ခဲ့ပါတယ်။ရုရှားနိုင်ငံကယူကရိန်းနိုင်ငံတဝန်တိုက်ခိုက်မှုတွေလှုပ်ဆောင်ပြီးနောက်သမ္မတဗလာဒီမာပူတင်အပေါ်ယုံကြည်မှုမရှိတော့ဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ်။ပူတင်လုံးနေတာတွေကြောင်းကျွန်တော်မပြောပါဘူး။သူကလူပေါင်းများစွာကိုတက်ဖြတ်နေပါတယ်။ပူတင်ဘာဖြစ်ခဲ့တာလဲဆိုတာကျွန်တော်မသိပါဘူးလို့၎င်းကတနင်္ဂနွေနေ့မှာသတင်းထောက်တွေကိုပြောပါတယ်။ကျွန်တော်သူ့ကိုသိခဲ့တာကြားပါပြီ။သူကမျိုးတွေကိုဒုံးကျည်တွေနဲ့ပစ်ခတ်ပြီးပြည်သူတွေကိုတက်ဖြတ်နေပါတယ်။ကျွန်တော်ဒါကိုလုံးဝမကြိုက်ပါဘူးလို့သူကဆက်ပြောပါတယ်။ရုရှားနိုင်ငံပေါ်ထက်တိုးတန်ခတ်ပိတ်ဆို့မှုတွေပြုလုပ်မဲ့အကြောင်း ဒေါ်နယ်ထရန့်ကထုတ်ဖော်ပြောခဲ့တာမရှိပါဘူး။ယူကရိန်းနဲ့ရုရှားဟာ၃ရက်ကြာအကျဉ်းသားတထောင်လဲလှယ်မှုပြီးစီးခဲ့ပြီဖြစ်ပါတယ်။တူရကီနိုင်ငံမှာကျင်းပတဲ့တိုက်ရိုက်ဆွေးနွေးမှုတွေအတွင်ရရှိခဲ့တဲ့သဘောတူညီချက်တရက်ကိုအခြေခံပြီးအကျဉ်းသားချင်းလဲလှယ်ခဲ့တာပါ။ရုရှားနိုင်ငံဟာစနေနေ့ညပိုင်းကနေတနင်္ဂနွေနေ့အထိဒရုန်း298စင်းဒုံးကျည်69စင်းနဲ့ယူကရိန်းကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ဒါဟာရုရှားရဲ့ယူကရိန်းကျူးကျော်စစ်နောက်ပိုင်း အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုလို့ရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်ဒေါ်နယ်ထရန့်နဲ့ဖုန်းပြောဆိုမှုအတွင်းပူတင်ကချက်ချင်းအပြစ်ခံရစဲဖို့သဘောမတူခဲ့ပါဘူး။တိုးတက်မှုမရှိရင်ယူကရိန်းနဲ့ရုရှားကြားဆွေးနွေးမှုတွေရုတ်သိမ်းမယ်လို့ပူတင်က ပြောပါတယ်။